အဲ့တော့ပေးခဲ့တဲ့ account ကကျွန်တော်တို့ variable ကိုပြောခဲ့တယ်ပေါ့နော် variable ဆိုတာဟုတ်တာပေါ့ထည့်စရာပေါ့ဗျာထည့်စရာတင်းစရာပေါ့အဲအဲ့ဒီတင်းစရာကိုဘယ်လိုဖန်တီးလို့ရတယ်ပြီးတော့အဲ့ဒါကိုမှတ်ညာနေတယ်ဘယ်လိုသုံးလို့ရတယ်အဲ့ဒါလေးကျွန်တော်တို့ပြောခဲ့လေကျွန်တော်တို့ပထမဆုံးလုပ်ခဲ့တဲ့ program ကဒီပြတန်းတောင်ရုပ်လေးကိုနေလိုင်းအမျိုးလိုခေါ်လဲဆိုပြီးတော့မေးတယ်မေးပြီးတော့ကျွန်တော်ကအမျိုးရောထင်ပေါ့လက်ထည့်ပေးလိုက်ရင်သူက ဒီဘူးလိုင်းတခါထပ်မိတယ်။ဘာလို့ဆိုအမက်ဘယ်လောက်ရလဲပေါ့နော်။အမက်ဘယ်လောက်ရလဲဆိုရင်ကျွန်တော်တို့ကဒီမှာ46မက်ဆိုရင်သူကအခြေအနေကိုကြည့်ပြီးတော့အဲ့တင်ရိုးရိုးအောင်ပါလေပေါ့နော်။အဲ့လိုမျိုးစာလေးပြန်ထုတ်ပေးတယ်ဟုတ်။ပြီးတော့ပုံဝင်လေးကိုနေပေးလိုက်ရင်ကျတော့သူကအာ24နဲ့84နဲ့ပေါ့ရင်ဘယ်လောက်ရလဲပေါ့နော်။အဲအဲ့ဒါမျိုးသူကပေးရတာပေါ့။ အဲ့မှာကျွန်တော်အဖြေမရင်မားတယ်ကြောင်းမှန်မှန်တဲ့ကြောင်းပေါ့နော်20လေးနဲ့80လေးနဲ့ပေါ့နော်60ရှိရတယ်ဗျာဆရာကြီးတော့ကျွန်တော်ပေါ့နော်โอเคအဖြေမားတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီ program လေးကိုရေးတာအဲ့တော့ဒီ web one လေးကိုနှိပ်တဲ့အခါဖြစ်တဲ့ program ကိုကျွန်တော်ကထပ်ပြီးတော့ modify လုပ်ရှင်တယ်ဗျာအဲ့တော့အဖြေမမှန်မချင်းအဖြေမမှန်မချင်းဟိုထပ်ကြိုးစားပါလို့ပြောတဲ့ဟာမျိုးလုပ်ချင်တာပေါ့နော် ။အော်ဒီ program ကိုဥစားအဲဒီ program ပေါ့နော်ဒီ program ကြီးကိုကျွန်တော်တို့ modify ထပ်လုပ်မှာပေါ့။အဲ့တော့အဖြေမှန်ပါတယ်အဖြေမှန်မှန်တယ်လို့ပြောမယ်။အဖြေမှန်ရင်ကြတော့ကျွန်တော်ကဟိုထပ်စူးစမ်းခိုင်းမှာပေါ့နော်။အဲ့လိုလုပ်ချင်တာ။အဲ့လိုလုပ်ချင်တာဆိုတော့ကျွန်တော်ဘယ်လိုလုပ်မလဲပေါ့။ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးလုပ်လို့ရတယ်။ mà thêm số bốn đó ok rồi lập mà đi thi lực bốn đó thà đi thà đi cho nó tốt gì mà đi thi lực cho nó thi công mấy đủ bỏ lại mà. concept လေးကတော့ကျွန်တော်နည်းနည်းဆင်းတယ်နော်အဲ့တော့ဒီအဖြေပထမကနေဒုတိယကနေပေါက်တာအဖြေမှန်တဲ့အထိလှုပ်ပြီးတော့မှအမှန်ွားမှာပဲသူကအမှန်သွားမှာပဲအဖြေမှန်ပါလေလို့ပြောမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီထဲမှာဗာထည့်ရမလဲဆိုတော့မှားပါတယ်အဖြေကိုပြန်ရိုက်ပါပေါ့နော်အဲ့လိုမျိုးလေးပြောလိုက်အောင်အဲ့တော့ကျွန်တော်တို့လှုပ်ကြည့်မယ် အဖြေမှားပါလေအတူကတော့ဗျာဟိုအဓိကကဒီ block တုံးလေးတွေကဘာလုံးနိုင်လဲဆိုတာကိုအရင်သိအောင်လေ့လာထားပြီးလိုက်ရင်ကျွန်တော်တို့ကဒီ block တုံးလေးတွေနဲ့ဘယ်လိုဖန်တီးမလဲဆိုတာကိုယ်စိတ်ကြိုက်ကိုတော်တော်များများအောင်လုပ်လို့ရတယ်တော်တော်များများအောင်လုပ်လို့ရတယ်ပေါ့နော် okay အဲ့တော့နာမည်ဘယ်လိုခေါ်လဲလို့မေးတော့ဒီမှာကျတော့ तू ကအဖြေမှားပါတယ်ထကြိုးစားပါ ြန်ကြိုးစားကြည့်အဲ့ဒီလိုလုပ်လိုက်ရင်ရပြီဗျာမဖြစ် ဒီအောင်ဆိုရင်ကျွန်တော်တို့ဟိုတော့နော်လိုက်ဖက်ကြည့်အောင်အဲ့တော့ဤဇက်ရုပ်အနစ်ခံတော့အခါဤဇက်ရုပ်ဆိုတော့ဒီမှာဘယ်ဇက်ရုပ်လဲဆိုတော့ဒီဘဝဝင်ရုပ်လေးကိုပြောတာပေါ့နော်ဤဇက်ရုပ်အနစ်ခံတဲ့အခါမှာပထမကဏ္ဍကိုတက်ကနေ90အကြာကြာပံကဏ္ဍတစ်ခုထားမယ်ပြီးတော့ဒုတိယကဏ္ဍကိုကြတော့90တင်တရားအကြာကြာပံကဏ္ဍတစ်ခုထားမယ်အဲ့တော့ဟိုတနေ့ကလွတ်သွားတဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်ဒီပထမပထမကဏ္ဍဒုတိယကဏ္ဍနေရဘယ်ကပေါ်လာလဲဆိုတော့ဟိုထက်ရတစ်ခုအနေနဲ့ကျွန်တော်ဖန်လေးလိုက်တာဒီကောင်လေးကိုနှိပ်လိုက်ရင် ထည့်ရတခုခံနေဖို့ကြာလာပါဗျာဥပမာဒါဆိုရင်ကျွန်တော်ဥပမာထည့်ရပါဥပမာထည့်လေရာဆိုပြီးတော့ကျွန်တော်တို့ရပြီဆိုပြီးနေလိုက်ရင်ဒီမှာဥပမာထည့်ရဆိုပြီးပေါ်လာတယ်နော်အဲကျွန်တော်တို့အဲ့လိုမျိုးလေးဖြန်နေတာဒီကောင်လေးကိုနေပြီးတော့ဒီဒုတိယကဏ္ဍပထမကဏ္ဍဆိုတာလေးကိုဖြန်နေထားလိုက်တာဘယ်လိုလုပ်ရလဲကျွန်တော်ဒါပြန်ဖြတ်လိုက်မယ်မလို့လို့ပေါ့နော်အဲထည့်ရဥပမာထည့်ရကိုဖြတ်သိမ်းပြီအဲဆိုရင်ဆိုတော့ပြတ်သွားပြီမရှိတော့အဲထပ်ပါတော့အဲ့တော့အဲ့ပထမကဏ္ဍကို အဲတက်ကနေ90ကြာကြာပန်ကနေတခုထားမယ်အဒုတိယကနန်းကို90မှ100ကြာကနန်းကြာပန်ကနေတခုထားမယ်ပြီးတော့ပထမကနန်းနဲ့ဒုတိယကနန်းနဲ့အပေါင်းရဘယ်လောက်ရလဲဆိုတာတွေကိုအဲ့လိုမျိုးစာကြောင်းတွေဆက်လိုက်ဆက်ပြီးတော့အဲ့လိုမျိုးမေးပေးမယ်နော်အဲ့လိုမေးပြီးတော့စောင့်ဆိုပြီးပြောလိုက်အဲ့တော့ဒီမှာ now the block မှာကြတော့ not a ချက်မှာကြတော့အကယ်လို့ပထမကနန်းနဲ့ဒုတိယကနန်းအပေါင်းနဲ့အဖြေကပေါင်းနဲ့ဟာဒီအဖြေနဲ့ပေါ့နော်ဒီဒီ block တုံးကမေးလို့ ရလာတဲ့အဖြေနဲ့ဒီပထမကနေတူရကနေပေါင်းတာမှန်ရင်အဖြေမှန်မှန်လို့ဆိုပြီးပြောမယ်မဟုတ်ဘူးအဖြေမှားခဲ့ရင်ဒီကောင်ကဒီပထမကနန်းနဲ့ဒုတိယကနန်းနဲ့မညီမချင်းသူကဒါကိုမေးနေတယ်သူကမညီမချင်းပေါ့နော်အဲ့ဒါကိုသူကပတ်ပြီးတော့မေးနေမှာလုံးဝအဲ့ဒါမှန်သွားပြီဆိုမှဒီအဖြေမှန်မှန်လို့ဆိုပြီးတော့သူကဒီဘက်ကိုထွက်လာပါတော့အဲ့တော့ဒီထဲမှာအဖြေမှားနေတယ်ဒီထဲမှာလဲနေတယ် ဒီမှာဒီမှာလဲလဲတဲ့ဟာကိုဒီမှာအများလေးနဲ့ဒီအများအများပတ်လေးနဲ့ပြတာပေါ့နော်အဲ့တော့ဒါ loop တခုပဲဟုတ်လားပတ်လန်တခုပဲပေါ့သူကအဲ့ထဲမှာမမမချင်းဒီဒီဒီ condition မမမချင်းပေါ့နော်သူကဒီထဲမှာလဲနေလေအဲ့တော့ကျွန်တော်စမ်းကြည့်အောင်နော်စမ်းကြည့်မယ်အဲ့တော့ oven လေးကိုနှိပ်မယ်အဲသူကပါမိလေးတစ်ချက်ကြည့်မယ်33 90ပေါင်ရင်ဘယ်လောက်ရမလဲအဲ့ဆိုရင်33 90ဆိုတော့ဘယ်လောက်ရမလဲ chia sẻ cũ nhé hold on chia sẻ cũ ok rồi tập chi máu rồi đấy tiền chú ra chỉ quá cái ad của anh bao nhiêu mà lao dài làm gì nên ấy chuyện gì không hello đâu nè đâu nè con sẽ con nè ဟာတောင်းတယ်နဲ့ခဏတကောโอเคကျွန်တော်ကျွန်တော်မမေ့ပါဘူးဟာကျွန်တော်အဲ့ဒါဒီထဲမှာပိတ်မိနေပြီကျွန်တော်ဒီထဲမှာပိတ်မိတော့ပြီအခုနဘလော့ပေါင်းခိုင်းလာမယ်ကျွန်တော်မေ့ပါကျွန်တော်ဟိုမှတ်ဉာဏ်သိမကောင်းဘူးလားတော့တော့လည်းရှင်းနေခွန်လည်းခွန်လာမယ်ဟုတ်လားဟုတ်လားမသိဘူးဆရာအဘလောက်ရလဲ โอเคပါကျွန်တော်တော့35ဘလောက်135 38နဲ့89 35မလောက်ကြည့်ပဲเนาะကျွန်တော်ဟုတ်လားမဟုတ်လားမသိမာအဲမာဆိုကျွန်တော်ပြေးသွားပြီเนาะဘာကလည်းပေါ့။တော့တော့တော့ခုနစကွန်လားမသိဘူး။တော့တော့တော့ဟုတ်လားမသိဟုတ်ကဲ့။ဟုတ်တယ်။တရားတစ်ရက်တရားတစ်ရက်။တော့တော့ခုနစကွန်။ဟာလား။ဖိုင်ကြီးမလား။ ်သုံးသက်သုံးသက်90ခုပေါ့130မရဘူးရတာအမားလေ Okay အဲ့လိုမျိုးကျွန်တော်တို့တိုင်ပတ်နေပေါ့တိုင်ပတ်နေဆိုကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ဒီဒီဒီအလီယိုနဲ့ရမယ်နော်ဒီနီယိုနဲ့လန်တာပရိုဂရမ်ကလောကရက်သွားပြီးတော့ရှိသမျှတွေအကုန်ရက်သွားတယ်ဗျာတိလဲအဲ့လိုမျိုးပေါ့နော်ကဲပြန် try ကြည့်ကြအောင်အဲ့ဆိုရင် तू ကမေးမယ်နှစ်နဲ့90ပေါ့ဘယ်လောက်ရလဲဒီကတော့ ကွန်ဒန်နဲ့ရတယ်ကွန်ဒန်နဲ့ okay ကွန်ဒန်နဲ့အတီးပြုတ်လိုက်မယ်ဟမ်ပြေးမှပါတယ်ဘယ်လိုကျွန်တော်တော်လာ okay အဲ့သူ့ကိုထပ်နေမယ်နော်음ကျွန်တော်ဒီက developer နဲ့ကတ်ကတ်တယ်ဆိုလို့လာမယ်အပြေးလဲဒါပါတော့ကျွန်တော်85နဲ့တက်နေပေါ့လာပေါ့နော်88ရတယ်ဒါပါတော့88 98 okay အဲ့ကြရင် तू က အဖြစ်မှားပါတယ်ပြန်စူးစမ်းကြည့်ပါဆိုပြီးတော့သူကအဲ့လိုမျိုးတော့မမမချင်းမမမချင်းကိုသူကဟိုသာပေါ့နော်ဖြေခိုင်းနေမှာတခုနဒီမှန်ဒီအထီးလောက်ဆိုတော့ကွင်းပတ်လေးကြောင့်အဲ့လိုဖြစ်နေမှာပေါ့နော်အဖြစ်မှားပါတယ်ပြန်စူးစမ်းကြည့်ပါအဲ့တော့85နဲ့1နဲ့ဆိုရင်86ပေါ့ဗျာ86 okay နောက်ဖြေမှားပါတယ်အဲ့ဒါဆိုရင်ဟိုလောက်ကြည့်လို့အစ်ပြောလာလေလောက်ကြည့်လိုက်လောက်ကြည့်လိုက်ပေါ့နော်ကျွန်တော်ဒီတိုင်းလေးဖွင့်တာပဲ try ကြည့်ပါအောင်အဲ့တော့ကျွန်တော်ကအခုဖတ်ကနေပြောလိုက်တော့တအားလွယ်နေပါတော့ဒါဒီကကျွန်တော်ကြိုးစင်းစားတာပါတဲ့အဲ့ဒါအဲ့ဒါကြောင့်မလို့ဟိုဒီလို program က short နဲ့ထွက်ကြတာပါဘောတကယ်တော့ကိုဖြစ်ရှင်တဲ့အနေအထားတစ်ခုရအောင်ဆိုရင်အဲ့လိုစဉ်းစားနေနေအချိန်ပေးရတယ်အခုတော့ဒီကောင်းတဲ့ပတ်သက်ပြီးကျွန်တော်ကဟိုကြိုးပြီးတော့အော်ဒီနေ့ဆိုတော့ဒီလိုလေးဒါလေးသင်မယ်ဆိုတော့အဲ့လိုမျိုးကြိုးစင်းစားတာတော့မြန်မြန်ထွက်လာတာပေါ့နော်အဲ့တော့ဟိုဆရာမတို့ဆရာတို့အနေနဲ့ဟိုအဓိကတော့ဆရာမတို့ပေါ့နော်ဆရာမတို့ ဟိုကိုတခုစဉ်းစားရဆိုရင်အော်ငါငါတက်မှာစဉ်းစားနေရပါလားဆိုပြီးအဲ့လိုမျိုးဖြစ်နေတကယ်တကယ်တော့ဒါတွေကဟိုစဉ်းစားရတယ် program လောက်တာတော့စဉ်းစားရတယ်နော်ဟုတ်အဆင်ပြေလားမသိဘူးဗျအော်ပြည်တယ်ဗျာ။ဟုတ်ဆရာပြည်တယ်။ပြည်ရနော်။အဲ့ဒီတော့ကျွန်တော်အခုဆိုရင်ပြောပြမယ်။ concept လေးတော်တော်များနေပေါ့နော်ပြောပြတဲ့ဟာလေး။ no variable variable ဆိုတာထည့်စရာလေးပေါ့ထည့်စရာအကြောင်းပြောပါပြီထည့်စရာဆိုတာလည်းမှတ်ညံပေါ့နော်မှတ်ညံလို့လည်းပြောလို့ရတယ်အဲအကြောင်းလည်းပြောပြီးပြီဒီရဲကဒီထိန်းချုပ်ထဲကအာထိန်းချုပ်ထဲကကျွန်တော်တို့ဘာပြောပါ့လဲဒီအကယ်၍မှန်ရင်အကယ်၍မှန်ရင်ပေါ့အကယ်မှန်ရင်မဟုတ်ပါဘူးအဲ့ဒါကိုပြောပါပြီဒီမှန်သည့်အထိလောက်ပြောပြောပါပြီဒီမှန်နေစင်နေလောက်ဆိုရင်ဘာလို့ထင်လဲ အဲဒီကောင်ဒီကောင်ဒီ queen bat ဆိုရင်ဘယ်လိုလုပ်လို့မလဲလို့ထင်လဲဟုတ်မှန်နေတဲ့အချိန်ပဲလုံးလောက်တာလားဟုတ်မှန်နေတဲ့အချိန်ပဲလုံးလောက်တာပေါ့နော်မမှန်တော့ဘူးဆိုရင်အဲ့ထဲကဟာတွေမလုံးတော့ဘူးဘာမလုံးတော့ဟုတ်အဲ့လိုမျိုးဟာပေါ့အဲ့ဒါဆိုကျွန်တော်နမူနာတစ်ခုဟုတ်ပေါ့နော်နမူနာတစ်ခုအဲလောက်ပြမယ်နမူနာကဘယ်လိုဖြစ်မလဲဆိုတော့ ကျွန်တော်ဒီပထမမှာပြောရဆိုတော့အဲဆိုတော့ဒီနောက်ခံ background ကိုတစ်ခုသွားလုပ်လိုက်လို့ရှိရင်နောက်ခံ background ကိုတစ်ခုသွားလုပ်လိုက်ရှင်ဒီကျွန်တော်ရဲ့ဇက်ရုပ်မှာတစ်ခုခုဖြစ်အောင်ပါနော်ဟိုအဲ့လိုမျိုးလမ်းချိတ်ဆက်လို့ရတယ်ဒီနေ့အဲ့ဒါအဲ့အကြောင်းပြောပြမယ်အဲ့ဒါအချက်ပြကိုအချက်ပြထုတ်ပေးတာပါလေဒီမှာဟိုအချက်ပြစနစ်ပေါ့အဲ့ဒါကိုဘယ်လိုလုပ်မလဲဆိုတော့ဒီနေ့ကျွန်တော်ပိတ်ဆက်ပြောပြမယ်နော် တော့ပြောနေနေအချိန်ကုန်ပါအချိန်တော့မကုန်သေးပါဘူးအဲဟုတ်အဲ့တော့ပြောရမယ်ဆိုတော့ဒီဒီရလေးကိုနှိပ်ပြီးတော့ချက်လိုက်မယ်အဲ့တော့ကျွန်တော်ဘောင်သွားမယ်ဘောင်ပေါ့နော်နောက်ခံကားချက်စီသွားမယ်အဲ့တော့ဒီမှာနောက်ခံကားချက်မှာဒီခေါင်းဆောင်ဆိုတာလေးကဒီကိုသွားလိုက်မယ်ပေါ့နော်အဲ့တော့ message ဆိုတော့အချက်ပြမှုကိုထုတ်လို့တဲ့အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့က အချက်ပြအစ်စ်ကျွန်တော်ထုတ်လုပ်လိုက်မယ်ဗျာပေါင်းလိုက်โอเคအဲ့တော့ဘာလဲဆိုတော့ကဏ္ဍပေါင်းမှာဆိုကျွန်တော်ပြောလိုက်မယ်ကဏ္ဍပေါင်းမှာဟာရေကဏ္ဍရေတော့ရေတော့ပါဆိုတော့အချက်ပြပေါ့နော်အချက်ပြလေးတခုအချက်ပြတခုပေါ့အချက်ပြမှုပေါ့အဲ့အဲ့တင်ကလေးတခုလုတ်လိုက်မယ်လုတ်လိုက်တော့အဲ့ကောင်ဘယ်လိုချိန်မှာထုတ်လို့မလဲဆိုတော့ဒီရေတော့ပါဆိုတော့အချက်ပြ ိုအချက်ပြမှုကိုဒီရေတော့ပါဆိုတဲ့အချက်ပြမှုကိုကျွန်တော်တို့ဘယ်အချိန်မှာထုတ်လုပ်မလဲဆိုရင်ခေါင်းဆောင်မှာဇက်စင်အနိုင်ခံတော့အခါပေါ့နော်အဲ့တော့ဇက်စင်အနိုင်ခံတဲ့အခါမှာအချက်ပြရေတော့ပါဟုဆိုအချက်ပြမှုကိုထုတ်လုပ်ဆိုပြီးတော့ကျွန်တော်ဒီမှာဟုတ်ပါတော့နော် program ရေးလိုက်တယ်ပေါ့စက်ညုံအလိုရေးလိုက်တယ်ရေးလိုက်ရင်တော့ဒီဝတ်ဝင်လေးမှာကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ ဒီရေတွက်ပါဟိုတော့အချက်ပြမှုကိုရတော့အခါဆိုပြီးတော့အဲ့လိုမျိုးဒီမှာပေါ်နေတယ်လားဒီမှာရေတွက်ပါဟိုတော့အချက်ပြမှုကိုရတော့အခါဒီခေါင်းဆောင်ခေါင်းဆောင်အချက်တည်တယ်မှာရေတွက်ပါဟိုတော့အချက်ပြမှုကိုရတော့အခါဒါမှန်နေစင်နေလို့အဲ့တော့ဒီမှာမှန်နေစင်နေလို့ဘာမှန်နေစင်တွင်လို့မလဲဆိုတော့ကျွန်တော်တို့ကရေတွက်ကိန်းဆိုတဲ့ထည့်ကြရတဲ့ခုကျွန်တော်လုပ်လိုက်မယ်ရေတွက်ကိန်း ေတက်ကိန်းဆိုတော့ကျွန်တော်ထည့်စရာလေးတခုလုပ်လိုက်မှာနော်အဲ့တော့အဲ့ရေတွက်ကိန်းကိုမလုပ်မှလဲဆိုတော့ကျွန်တော်တို့ကတစ်ကနေ10အထိတစ်ကနေ9အထိရင်းနေတာဗျာအဲ့တော့တစ်ကနေ9အထိပေါင်းနေတာဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုရင်ဒီမှာရေတွက်ကိန်းဆိုတဲ့ဟာလေးပေါ်လာပြီနော်အဲရေတွက်ကိန်းကိုတစ်ပေါင်းမယ်တစ်ပေါင်းမယ်ဆိုတော့လောလောဆယ်ရေတွက်ကိန်းကဒီမှာနော်3ညပေါ့နော်3ညရှိတယ်အဲ့တော့မန်နေဂျာတွင်လှုပ်ဆိုတော့ clueless rồi chỉ cho cái ngã ngã này ngã này né này này chị ngã này né này ngã này nghe này thì thì cái sao tụi lộc mà nghe đâu rồi mà lâu đâu nó error happy hein? chế độ kinh lục biểu mà tuyên biến đó nó sắc cả à, con tôm mà bên là và huy nó sắc cả biểu này mà cho nó à, sắc cả mấy biểu chế nhảy ở sắc cả tiếp mấy ok ဒီမင်္ဂလာပါနေရာမှာကျွန်တော်ရေးတွက်ကိုပဲပြန်ပြောခိုင်းခေါင်းဆောင်ထိန်ချုပ်ထဲ့ရရှေးတွက်ကိရှေးတွက်ကိဟူရေးတစ်စက္ကန့်ပြောပါနော်အဲ့တော့ तू ကအဲပြီးတော့ကျွန်တော်အတန်လေးပါထက်ထည့်လိုက်ပါဗျာဟိုစားဟိုစားဖြစ်သွားအောင်တိတာပါအောင်အတန်လေးပါလုပ်မယ် pop ဆိုတဲ့အတန်လေး pop ဆိုတဲ့အတန်လေးစာဖွင့် ဲ့တော့ဒီဒီ broken လေးကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဘောင်းသွားနှိပ်လိုက်ရနော်ဇက်စင်နှိပ်ခံရမှာရေတက်ပါဆိုတော့အချက်ပြမှုထုတ်လိုက်မယ်အဲ့အဲ့ချက်ပြမှုကိုလက်ခံရရှိတာ ਨੇ ဒီအောက်ကဟာရဖြစ်မယ်ပေါ့နော်ဒီဒီအောက်ကရေတက်ကိန်းက၅ဆက်မှန်နေစင်နဲ့လုတ်ဘာလုတ်မလဲဆိုတော့ဒါတွေလုတ်မယ်အဲ့တော့၅ဆက်ရေတက်ကိန်းကကြီးသွားပြီဆိုတော့ဒီဒီ program ကအလုပ်လုပ်တော့မှာမဟုတ်ဘူးအဲ့ကျွန်တော်စမ်းကြည့်အောင်နော် စမ်းကြည့်အောင်ဆိုဒီ yield gain လေးကိုကျွန်တော်ဆက်လုပ်ထားလိုက်မယ်အဲထည့်စရာကိုသွား yield gain လေးကိုအမှန်ချထားပေးလိုက်မယ်အဲ့တော့မှကျွန်တော်ဒီမှာမြင်ရအောင်အဲ့တော့ဒီကျွန်တော်နောက်ခံ background ကိုကျွန်တော်နှိပ်လိုက်မယ်ကငားကြော်ရတာ ਨੇ သူ့ရဲ့ condition မမှန်တော့ဘူးတလားအခြေအနေကငားကြော်ရရင်သူဒီဒီဟာတွေသူမလုပ်တော့ဘူးเนาะမလုပ်တော့ဘယ်လိုပြောပါလဲ အခုကျွန်တော်တို့ထပ်ပြီးတော့နှိပ်ကြအောင်နောက်ကဘက်ကတော့ကျွန်တော်နှိပ်လိုက်မယ်နှိပ်လေအလုံးလို့တော့ဘာလို့ဆိုတော့ဒီရေတော့ကိန်းကငားဖြစ်နေတော့ငားဖြစ်နေတော့ဒီကိစ္စကိုသူမလုပ်တော့တကယ်လို့အဲ့လိုမျိုးပြန်ပြီးတော့အစနဲ့ပြန်လုပ်စေချင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့ဒီကောင်သွားဒီကောင်ဒီလိုထည့်ပေးလိုက်ဒုတိယကဏ္ဍမဟုတ်ဘူးအဲ့တော့ drop down list ကိုနှိပ်လိုက်ရေတော့ကိန်းကိုတုံညာထားအဲ့ဆိုရင်သူကဆက်စချင်းမလုပ်လောက်ဆိုတော့ ဒီအချက်အဲရေတွက်အပါဆိုတဲ့အချက်ပြမှုရတယ်နဲ့သူကရေတွက်ကိုသူကတုံညထားလိုက်။တုံညထားပြီးတော့ဒီကိစ္စကိုသူဆက်လုပ်မယ်ပေါ့နော်။ဒီအောက်ကဟာဒီညွန်ကြားချက်တွေသူဆက်လုပ်မယ်။အဲတော့အဲ့ဒါဆိုရင်ကျွန်တော်အလုပ်လုပ်ပါပြီ။ကျွန်တော်ပြောပါပေါ့နော်။ဒီနောက်က background ကိုသွားနေလိုက်တိုင်းသူကအစားလုပ်လို့အဲโอเคအဲ့ဒါလေးစမ်းကြည့်ပါဦးစမ်းကြည့်ပါဦးဆိုတော့ ကျွန်တော်မီတင်ကြောက်ရမှာတင်တယ်ချပြီးတော့ဟိုဒါလေးပြန်ပြန်ပြန်ကြိုင်းကြအောင်နော်ဟုတ်ကဲ့ဟုတ်ကဲ့ပြန်ကြိုင်းကြအောင်ဆိုတော့ဒီကောင်ပိတ်ကြမှာ Hello ဟုတ်ဆရာလုံနေတော့မပြီးသေးဘူးအော်ဟုတ်ဟုတ်ကဲ့ဒီချက်နော်မီရော လမ်းလမ်းကောင်းရလာပြီဟုတ်တယ်ဆရာအရင်ရက်ကလိုင်းမကောင်းတော့ရဲ့အရှိရဟာတော့မမီလိုင်းအခုဟာလိုက်လုံနေရဆရာဘာလို့မရွေ့သေးလဲမသိဘူးအဲ့ဟာမပေါ်မပေါ်ဆရာဒီမှာအဲ့ဒီအခုဆရာဆဲထားတဲ့ဒီဟာတော့အေးအတိုင်းတော့လှုပ်ထားဘာဖြစ်လို့ဘယ်ကောင်းမလဲအေးစက်ကိန်းကရှေ့တော့ကိန်းလားဟော ဟုတ်တယ်ဆရာ။အော်ဆရာခုနကပြောတာဗလဲ။နောက်ခံတားချက်ကိုထည့်ရင်သူကရေတော့ကိန်းပေါ်တယ်လို့ပြောတာမလားဗျ။အရှေရေတော့ပါဆိုတော့ဟိုဥစားပေါ့နော်။ message ပေါ့ message ဆိုတာအချက်ပြမှုပေါ့။အချက်ပြကိုကျွန်တော်တင်ပေးရတယ်ဟုတ်။အချက်ပြ။အဲ့ဒါကအော်ရေတော့ကိန်းကထည့်ရတဲ့မှာရှိတာနော်။နာထည့်ရတဲ့မှာသွားလောက်ကမှာ။အခုနအချက်ပြပေါ့နော်။ရေတော့ပါဆိုတော့အချက်ပြကိုကျွန်တော်ဒီထိမ့်ချုပ် ဒီခေါင်းဆောင်ထဲမှာတော့သွားလောက်ကောင်းခေါင်းဆောင်ထဲမှာအဲ့ဒါမှာသွားပြီးတော့ဖန်တီးရမှာပေါ့နော်အခုနပြောတဲ့ရေတွက်ကိန်းကကျတော့ဒီထည့်စရာထဲမှာဖန်တီးရမှာနေရာတော့မတူဟုတ်အဲ့ဆိုအဲ့အဲ့ဒီခေါင်းဆောင်ထဲကဟာကြံခဲ့ရထင်တယ်ဆရာအဲ့ကြောင့်မလို့မပေါ်ကျွန်တော်သူကအဟဘယောက်သွားလဲ။အဟဘယောက်သွားလဲ။အဲ့ဒါကကျွန်တော်တို့ဒီဘက်ဟိုဘောင်ထဲမှာသွားလောက်ကြတာ။ဘောင်ထဲပေါ့နော်။ ဒီဘောင်းကိုနှိပ်လိုက်နှိပ်လိုက်ရင်ကျွန်တော်ဒီမှာအဲ့လိုမျိုးဒီဘောင်းလေးကိုနှိပ်လိုက်ဘောင်းနှိပ်လိုက်တဲ့အခါမှာဟိုတစ်ခါတော့ဆရာမဆိုလေဒီရှာဒီဘောင်းထဲမှာဟိုအစာရေရှာမတွေ့လို့ဟိုသာဖြစ်သေးလေဒီသူကဘောင်းဆိုဘောင်းနှိပ်လိုက်ဒီမှာရေးလျာဇက်စင်အတွက်ရေးလျာအချက်များမရှိပါဘူးပြောရတယ်လားပြင်ပြင်ဆိုလဲအစားသူ့မှာတွေးတာတော့ပြောတာတော့မရှိဘူးပေါ့နော်ဟုတ်အဲ့လိုမျိုးအဲအဲ့ဒါကိုသွားလိုက်ဒီဒီဘောင်းနှိပ်လိုက်နှိပ်ပြီးတော့အဲကျွန်တော်ဒီခေါင်းဆောင်သွားလိုက် ခေါင်းဆောင်တွားပြီးတော့မှဒီမှာကျွန်တော်တို့လိုချင်တဲ့အချက်ပြမှုပေါ့နော်လိုချင်တဲ့အချက်ပြမှုအချက်ပြပေါ့အချက်ပြကိုလောက်ရမယ်အဲ့တော့အဲ့မှာကျွန်တော်တို့ကဒီမှာ drop down list လောက်ရမယ်ဟုတ်ဟုတ်ရေဒီမှာအချက်ပြအသစ်ဆိုတာလေးကိုနေလိုက်ဟိုကိုကိုစိတ်ကြိုက်နာမည်ပေးလို့ရတဲ့ဟာလေးရလိမ့်မယ်ဟုတ်哦，好好，对对不起，对不起。好的，好的。嗯，我让你。 ဒီတဟုံးတော့ဒီအချက်ပြရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ဒီကျွန်တော်တို့ဒီဇက်ကောင်တွေဇက်စင်တွေအကြမ်းမှာတခုနဲ့တခုလမ်းပြီးတော့ဟိုလာပါတော့ကုလူဆက်သွယ်လို့ရအောင်လှုပ်ထားတဲ့ဟာလေးပေါ့။ဒါဆိုကျွန်တော်တို့ဒီဘက်ကရေးတဲ့ကုတ်တွေကိုဟိုဘက်ကုတ်မှာတွားပြီးတော့ဟိုလာပါတော့အကျိုးတရားမဖြစ်စေချင်တဲ့အခါမှာအဲ့လိုမျိုးဒီဒီအချက်ပြတွေကိုတုံးရတယ်။အဲ့လိုမျိုးပေါ့နော် ကုတ်ချင်းချင်းချိတ်တဲ့ဟာပေါ့ရရတော့ပြီဆရာရတော့ပြီဟုတ်ဟုတ်ဟုတ်ဒီဆရာရေမိုးအဆင်ပြေလားမင်းဟုတ်ဟုတ်ဆရာရတယ်ဟုတ်ဟုတ်အဲ့ဒါဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့အခုနအဲဒီနေ့ဆိုဘာတွေပြောပြလဲဆိုတော့တာပူတာတာ အဲ loop နှစ်ခုပါဟိုမန်နဲ့အချီလောက်ဆိုတော့ loop ကွင်းပတ်ရဲ့ဟိုမန်နေစင်နဲ့လောက်ဆိုတော့ကွင်းပတ်ရဲ့ဗောနော်ဒီကောင်ကျတော့ဟိုအချင်းနဲ့တူပါမယ်မချင်းအဲ့ရမို့ပြန်လောက်ခိုင်းနေတာဒီကောင်ကျတော့ဟိုဒီကမန်နေမန်နေတွေလောက်တာမာဝါရတော့မလုပ်တော့အဲ့တော့ဒီမှာကျွန်တော်တိနေ3 4 5ရည်တဲ့အခါမှာကျွန်တော်30ရည်ရင်းနေဆိုကျွန်တော်တရားပထမဒီမှာဘာလေးပြောင်းမရဘူးဒီ program မှာ ဒီဝတ်ဝင်လေးကခန်းန်းရေးရဟာပေါ့နော်ကျွန်တော်ဟုတ်ပါဘူး30ထိရေးသေးခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာဘာလုပ်ပေးရမလဲရေးတက်ကိန်းမှာ30ရေးတယ်ရေးတက်ကိန်းတွေမှာ30ထက်ငယ်ပေါ့နော်30ပမာဏတိုးပေးလိုက်ပေါ့နော်အဲ့ဒါဆိုရင်သူက30ထိအဲအဲ့လောက်ဆိုရေတို့ပေါ်ပေါ်ပါတယ်ဟုတ်အဲ့ဆို30ထက်ငယ်နေသေးသူကဒီကောင်ကပတ်တယ်ဟုတ်လား Okay ပါအဲ့ဒါဆိုရင် အဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့တော်တော်ဒီလောက်ပဲလေဒီနေ့အဲ့ဆိုရင်ဟို loop လေးပေါ့နော်မန်မန်တီတီလောက်ရယ် manager တွေလောက်ရယ်ပြီးတော့ဒီ message ပေါ့နော်ဟိုအချက်ပြအချက်ပြတွေအကြောင်းကျွန်တော်ပြောပြောပြကြတာပေါ့အဲဘာမေးဦးလို့မသိဘူးမင်းနဲ့90ကျွန်တော်ဖြည်းဖြည်းလေးပဲတွေ့ကြတာပေါ့